ဘဝမှာလည်းတခါမှဖုန်းမပြောက်ဘူးတော့လေအရန် surprise ဖြစ်သွားအခုတော့ပျောက်ဘူးပြီးသွားရောပျောက်သွားတာတော့ဒီ public area ထဲမှာဆိုတော့ပြန်တွေ့ဖို့ကမလွယ်တော့ဘူးပေါ့နော်အရင်ဆုံးပဲစဉ်းစားမိလိုက်တာအော်ဖုန်းပြောက်သွားပြီဆိုလို့ရှိရင်ကောင်းတဲ့အရင်ပေါ်လာတော့မေမေစုတော့မယ်မေမေစုတော့မှာပဲဆိုတော့ပြန်ယူလို့ရရင် ပြန်ယူချင်ပါတယ်ဖုန်းထဲမှာအရေးကြီးတဲ့အချက်အလက်တွေလည်းပါတယ်ဆိုတော့ပြန်ပေးလို့ရမယ်ဆိုလို့ရှိရင်လည်းဆက်သွယ်ပေးပါလို့ ဘဝမှာလည်းတခါမှဖုန်းမပြောက်ဘူးတော့လေအရန် surprise ဖြစ်သွားအခုတော့ပြောက်ဘူးပြီးသွားရောအာ iPhone ဖြစ်တဲ့အတွက် password ဖွင့်လို့မရဘူးဆိုလို့ရှင်တော့ password မသိဘူးဆိုလို့ရှင်တော့ဖွင့်လို့တော့မရဘူးပေါ့နော်အဲဒါပေမဲ့အရေးကြီးတဲ့အချက်လက်တွေပြီးတော့ကိုယ့်ရဲ့အရေးကြီးတဲ့ပုံလေးဒီဒီပြိုင်ပွဲအတွက်အရေးကြီးတဲ့ပုံလေးတွေလည်းပါသွားတာလေးလည်းပါတယ်အဲ့တော့ပြန်ရရလေးလည်းရှိရဲအဲ့လိုတော့အများကြီးပြန်ပြီးတော့လောက်ရတာပေါ့နော် ပျောက်သွားတာကတော့ဒီ public area ထဲမှာဆိုတော့ပြန်တွေ့ဖို့ကမလွယ်တော့ဘူးပေါ့နော်ဒီလိုနှိုက်သွားတာအဓိကတော့ခိုးခံလိုက်ရတာပေါ့နော်နှိုက်သွားတာပေါ့ကပိုင်းနှိုက်တယ်လူမျိုးပေါ့နော်အဲ့လိုအိတ်ကနေအိတ်ကနေနှိုက်သွားတာဆိုတော့အဖုန်းထဲမှာတော့ဒီအရေးကြီးတဲ့အချက်လက်တွေပါတယ်အကောင့်တွေဒီ YouTube တွေ Facebook တွေ TikTok တွေကတော့ဒါမောင်လေးရောမေရူတွေမှာအောင်ထည့်တာဆိုတော့အဲ့ရ data ရဲ့ချက်လက်တွေရောမပြောက်ဘူးပြီးတော့ iCloud လည်းရှိရယ်ဆိုတော့ iCloud ကတော့ပြန်ယူလို့ရတယ်ဟိုဘက်ကလည်းပိတ်ထားရယ်ပေါ့နော်ဒါပေမဲ့ဖုန်းလေးကတော့ပါသွားပြီပေါ့နော်နှမျောတာပေါ့ပြောက်သွားပြီးတော့နိုင်ဝက်လောက်နေမှကိုဖုန်းပြောက်လို့ပြောက်မယ်ပြောင်းမှန်းတိလိုက်တာပေါ့နော်အဲ့ခါကျတော့ဟိုဖုန်းကဟိုအော်ဘယ်ဘယ်ထားမိလိုက်လဲအင်းစုံစဉ်းစားစဉ်းစားအော် ရှာတယ်စဉ်းစားတယ်ဒါပေမဲ့တေချာကတော့အဲ့လိုမျိုးပဲဆိုတော့လေ iPhone ဆိုတော့လေဒါ password မသိရင်လည်းဘာမှသုံးလို့မရပါဘူးအဲ့လိုတော့ရှိရပေါ့ဒါပေမဲ့ပြည့်တက်တယ်အာလမ်းချစ်လို့ဖုန်းအစ်စ်တလုံးလက်ဆောင်ပေးချင်တယ်ဆိုလည်းရပါတယ်လို့အရင်ဆုံးပဲစဉ်းစားမိလိုက်တာအော်ဖုန်းပြောက်သွားပြီဆိုလို့ရှိရင်ကောင်းတဲ့အရင်ပေါ်လာတော့မမေဆူတော့မယ်မမေဆူတော့မှာပဲဆိုတော့အဲဘဝမှာလည်းတစ်ခါမှဖုန်းမပြောက်ဘူးဆိုတော့လေအဲ့တော့ အခုမှပျောက်ကွာဆိုတော့အရင်ကတော့လည်းမစုခံလိုက်ရပါဘူးတကယ်နှိမ့်ရက်ပေါ့ဒီဖုန်းပျောက်သွားတာလည်းအသေးရဖို့ကံပါလို့ပျောက်ပေးရနော်အဲ့လိုအဲ့လိုပဲခံယူထားလိုက်ပါတယ်ဒီဖုန်းကင်နာ၃နှစ်လောက်ရှိပါပြီဆိုတော့တကယ်အဲ့လို used to ဖြစ်နေပြီဆိုတော့လေဒီဖုန်းလေးပဲအဲ့လိုတော့တန်ရုံးစင်တော့ရှိရဲဒါမဲ့လည်းအသေးရဆိုရင်တော့ပျော်ပါတယ် ဟိုပြန်ယူလို့ရရင် ပြန်ယူချင်ပါတယ်လို့ဒီ interview လေးကိုတွေ့လို့ရှင်လဲအဲဖုန်းထဲမှာရေးကြည့်ရအချက်လက်တွေလဲပါတယ်ဆိုတော့အပြန်ပေးလို့ရမယ်ဆိုလို့ရှင်လဲဆက်သွယ်ပေးပါလို့ message မှာလဲလာပြောလို့လည်းရတယ်အတကယ်လို့ပြန်ယူရမယ်ဆိုလို့ရှင်လဲပြန်ယူပါမယ်ဘာဖြစ်လဲဆိုတော့ဒါအရေးကြီးရအချက်လက်တွေလဲပါတယ်ပြီးတော့အခုအရန် used to ဖြစ်နေပြီသားအရာဆိုတော့လေဟုတ်အားကြောင့်မလို့အဒီယူရတဲ့သူဒီ interview လေးကြည့်နေရဆိုလို့ရှင်တော့ပြန်ပေးစေချင်ပါတယ် ကွယ်ပြိုင်ရှိကပြန်ကအာအပိဂျာပရိသတ်တီအားလုံးကျေးဇူးများကြီးကျမရဲ့ဒီ journey တစ်ချောင်းလုံးလဲအပိဂျာကျေးဇူးများကြီးတင်တဲ့ advocacy project လဲတင်တော့မှာဖြစ်ပါတယ် advocacy project video လေးလဲအားလုံးဆက်မြောက်ပြီးတော့အပိဂျာပါလို့ပြောကြမှာရယ်ကျေးဇူးပါ